啊、我也可以。 လောကမှာမယုံနိုင်စရာတွေအများကြီးဗျကျုပ်ဆိုတဲ့ကောင်ကငငယ်လေးကလေးကလှွတ်ဆက်စုတဲ့ကောင်လေးအခုလောက်ဆိုခမားလဲကျုပ်အကြောင်းသိနေရောပေါ့ကျုပ်ကိုအခုမှသိတာဆိုရင်လေကျုပ်အကြောင်းတွေကိုရှာဖတ်ကြည့်ဗျကျုပ်ရေးခဲ့တဲ့ကျုပ်ကိုရွေးအဖြစ်ပြက်ဒီဒီရှိမှာကိုအုပ်ရှိခဲ့တယ်ဗျပထမဆုံးကကိုရွေးမဖဲဝါ နောက်တအုပ်ကကဝေဆက်နှကျူနောက်တအုပ်ကတင်းချိုင်းတရာမဖဲဝါ နောက်တအုပ်ကတန်လက်ဝါမဖဲဝါ နောက်တဥကသင်းချမ်းရှင်မမဖဲဝါပြီးတော့ကဝေပြန်ပြီးတော့မဖဲဝါရဲ့အိမ်ပြီးတော့ကို့တူကိုဝဲမဖဲဝါပြီးတော့မဖဲဝါကိုကြိုက်တဲ့တစီတဲ့ကဲဒါရီဖလိုက်ရင်ကျုပ်အကြောင်းသိရောဗျာတာတီဆိုတဲ့ကောင်ငငယ်လေးကလေးကဘလောက်ဆဆူတယ်တကယ်တော့ကျုပ်ကဆရာလည်းမဟုတ်တမားလည်းမဟုတ်ဗျရိုးရိုးပြောရရင်တော့ကျုပ်ကတိကျင်တာပါဗျာကျုပ်တိကျင်နေဆိုတဲ့ကတော်ုံတန်ယုံ သိကျင်တာတော့မဟုတ်ဘူးဗျညအိတ်လို့မပြောအောင်ကိုသိကျင်တာဒီအချင်းကြောင့်လေကျုပ်မဖဲဟောက်ကိုတိခဲ့တာပေါ့ဗျာကျုပ်တို့အညာမှာကအခုလို့ဒေါ်လာတို့ပြာဒိုလာတို့ဆိုရင်လှုပ်အေးတာပေါ့ဗျာအပူချိန်နေဖာရင်ဟိုက်တီတော့မတိဘူးပေါ့ဗျာကျုပ်တို့ညာသားတွေတိတာကတော့ညဘက်များရောက်ရင်စောင်းခြုံလို့လည်းမလုံကွေးလို့လည်းမနွေးအိတ်လို့လည်းမပြောဆိုတာပဲပေါ့ဗျာမီးလေးပါလေးလှုံလိုက်မှ နေတာတာဗျကျုပ်ကတော့နှမ်းယိုးတွေလဲနေတိုက်ပြီး ဝိုင်းနဲ့ပုံထားတာဗျလွတ်အေးတဲ့ညားလေဆိုရင်မီးကတော့လှုပ်ပြီးသားပဲကျုပ်မီးလုံတဲ့ညားဆိုရင်ကြောက်ခဲနဲ့တံမဏီလည်းလာပြီးသားဗျအမေချပေးတဲ့ပဲကြီးလော်လေးထက်ညက်ကလေးစားပြီးအကြံလေးတောက်ကြတာပေါ့ဗျာကျုပ်တို့အညာကတောင်သူအလို့ဆိုတာအားရတယ်လို့ကို ရှိတာမှမဟုတ်ပဲဗျာလူရောနှွားရောတခါမှ အားတာမဟုတ်ဘူးဗျဒီကြားတဲ့ตาရေးနာရေးလူမှုရေးတွေလိုက်ပြီးလောက်ကြရတာပေါ့ကျုပ်ကမီးဘိုတွေကိုနှမ်းယုံတစုပ်စုပ်ပြီးထည့်လိုက်တယ် ဖြောက်ဖြောက်ဖြောက်ဆိုတဲ့အတန်နေလာပြီးမီးဘွားတွေအပေါ်ကိုလွန့်တက်သွားတယ်ဗျမီးပုံရဲ့ဟိုဘက်ဒီဘက်မှာထိုင်နေတဲ့အဖနဲ့အမေတောင်ခေါင်းကိုပတ်ထားတဲ့တပတ်ဆကလေးနဲ့မီးဘွားကလေးတွေခါထုတ်နေကြတယ်ဗျကိုကြီးတာတီကိုကြီးတာတီဟေးဘသူတို့ဝင်းငယ်လေးတကားတွန်းဖွင့်လိုက်လေကွာကျုပ်တို့ပါပေစည်းနဲ့ချက်တွေးပါဗျပေစည်းနဲ့ချက်တွေးကတကားတွန်းဖွင့်ပြီးအော်ပြောတာဗျဩပေစည်းတို့ပါလား လာဟေ့လာထိုင်ကြမီးလုံရအောင်တို့မင်းတို့ဘဲကလှဲလာကြတာရောပေစည်းနဲ့ချစ်ထွေးကကျုပ်ထိုင်နေတဲ့ဝါကျောဖြာချမ်းလေးမှာဝင်ထိုင်လိုက်ကြတယ်ဘဲကမှလှဲလာတာမဟုတ်ဘူးဗျအကိုရီတာတည်းရဲ့ဒီကိုတန်းပြီးလာခဲ့ကြတာကျုပ်ကကျုပ်ဘေးမှာကုတ်ကုတ်ကလေးဝင်ထိုင်နေဒီကောင်နှကောင်ကိုမတိမတာအကဲခတ်ကြည့်လိုက်တယ်ဒီကောင်တွေကျုပ်ကိုတခုခုပြောချင်နေတဲ့ပုံပဲဗျဟဲ့အောင်ပိတ်စီမင်းတို့ဘာဖြစ်လာတာရောကျုပ်ကမေးလိုက်တော့မှဒီကောင်တွေပြောတော့တာဗျကိုရီတာတည်း ရွာထဲမှာသတင်းကြားပေးပြီလားဗျ။ဟေးရွာထဲကသတင်းဟုတ်လားကွာချစ်ထွေရွာထဲမှာဘာဖြစ်လို့တော့ငါဘာမှမကြားပါလားကွာ။အဖနဲ့အမေကလည်းအံ့ဩပြီးပေစီတို့ကိုလှမ်းကြည့်ကြတယ်။ဟဲ့ပေစီရဲ့ရွာထဲမှာဘသူဘာဖြစ်လို့တော့အမေကလည်းပေစီကိုလှမ်းမိတယ်ဗျ။အကြီးကလည်းဗျာမြောက်ပိုင်းကကိုချစ်ပုတော်တော်ကိုမမာနေလို့ဗျ။အော်အဲ့ဒါတော့ကြားသားပဲဟဲ့။ငါအခြားကိစ္စထင်လို့မေးတာပါ။ဟာအကြီးကလည်းကိုချစ်ပုဖြစ်နေတာရော။ ကြားလို့လားဗျဟာဘာဖြစ်လို့တော့ချစ်ထွေးရဲ့လွန်ခဲ့တဲ့3ရက်ကတော့ဘိုးရောက်သေးတာပဲစေးထုတ်စရာနဲ့စေးထုတ်လို့ပဲအဲ့ဒီတုန်းကဟုတ်တယ်ဘိုးရဲ့ညကမှစဖြစ်တာတယ်ဗျဟေးဘာမျက်ဖြစ်လို့တော့ပေးစီရဲ့ပြောစမ်းမအောင်ကြောက်ကဝင်ပြီးမေးလိုက်တယ်ညကသံကောင်းလုံးမှထပြီးអော်ရတယ်ကိုကြီးတာတည်းရဲ့ဟေးဘာរីអော်ရတော့ကွာခွေးနဲ့ကြီးတွေခွေးနဲ့ကြီးတွေအာကြောက်တယ်ဗျကြောက်တယ်နဲ့អော်တော့တာပဲဗျာ ကိုချစ်ဘူးတို့ဝိုင်းတဲ့ကရရဲ့ဝိုင်းတွေကတညာလုံးအိတ်လို့မရဘူးတဲ့ဗျဟာဟုတ်လားပြီးတော့ရှီသေးတယ်ဗျကိုကြီးတာတရကျုပ်ကိုမခိုက်နဲ့ဗျကျုပ်ကြောက်ပါပြီကြောက်ပါပြီဆိုပြီးငိုသံကြီးနဲ့អរ៉ាដែរဗျဟာဟုတ်လားချစ်ထွေးရဟုတ်တယ်ဗျကိုကြီးတာတရမနဲ့အလင်းရောက်လာကနီးမှာကိုချစ်ဘူးអော်သံကြီးရက်သွားတာတယ်ဗျဟေးဒီနေ့နေခင်းမှာဘာတွေထပ်ဖြစ်သေးတော့ကွာဒီနေခင်းတော့ဘာမှမဖြစ်ဘူးတဲ့ဗျကိုချစ်ဘူးလည်းတနေ့လုံးအိတ်နေတာဆိုပဲ ကျုပ်လဲကောင်လင်းတကောင်ပြောတာကိုတည်တည်ချာချာတွေးကြည့်တာဗောဗျာဒါဘာဖြစ်တော့ရုံးကကျုပ်ကတွေးနေဗစက်ကလှုပ်ခနဲထွက်သွားတာမျိုးကျုပ်တို့လဲဘာဖြစ်မှမသိလို့ကိုကြီးတာတီကိုလာပြီးမေးကြည့်တာဗျာငါထင်တော့အပူတွေတအားတက်ပြီးခရောင်ကတန်းပြောတာထင်နေပေးစီရဟာမဟုတ်ဘူးဗျကိုချစ်ပူကြီးကတအားကြောက်လန့်ပြီးမျိုးလုံးပြူးကြီးနဲ့ထိုင်အော်နေတာတဲ့ဗျပြီးရင်အိမ်ထဲမှာလှက်ပတ်ပြေးနေလို့သူတို့နဲ့ဘေးကရက်ဝိုင်းတွေကဘိုးအောင်လာတို့ဘိုးထမ်းမှုတို့တွေ တညာလုံးဝိုင်းဆွဲနေရတာတဲ့ဗျကျုပ်တွေးကြည့်တယ်ပေစီတို့ချစ်ထွေးတို့ပြောသလိုဆိုရင်ကိုချစ်ဘူးဟာအပူကြီးလိုခရောင်ခနန်းဖြစ်တာမဟုတ်တော့ဘူးဗျအချောင်းတစ်ခုခုတော့ရှိလိမ့်မယ်ထင်တယ်ဟုတ်တယ်ကိုကြီးတာဒီကိုချစ်ဘူးကသူပြောတဲ့ခွေးနဲ့ကြီးရဲ့အတန်ကိုတကယ်ကြားနေရတဲ့ပုံပဲဗျသူနားနှစ်ဖက်ကိုလဝါနဲ့အုပ်ပြီးအမလီ နားကွဲတော့မယ်ဗျခွေးတန်ကြီးတွေကြောက်စရာကြီးဗျလို့ပြောတဲ့ဟေးဒါဆိုရင်တော့သူတကယ်ကြားလို့ရှိမှာပေါ့ပေစီယား ဒါကြောင့်ကျုပ်ဒီကိုလာခဲ့တာပေါ့ဗျဒါမျိုးဆိုတာကိုကြီးတာနေပဲတည်တာလေကျုပ်တို့စကားကောင်းနေတော့ဝိုင်းဝါးကနေတုတ်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 နဲ့ဝင်လာတာကကြောက်ခဲနဲ့တံမဏီဗျဟာဟိုကောင်နှကောင်မင်းတို့ခီးသွားနေတာဆိုကျုပ်ကဒီကောင်နှကောင်အနားမရောက်ခင်လှမ်းမိလိုက်တာဗျမသွားဖြစ်ဘူးကိုကြီးတာတေးလို့ရွာထဲမှာတရင်နေပါရင်မကြောက်ဘူးလားကွာကြားပြီလားဗျကြားလို့လဲအခုကိုကြီးတာတေးစီကိုလာခဲ့တာဗောဗျ ဒါပေမဲ့ကျုပ်တို့ထက်ဦးတဲ့ကောင်းတကောင်ကကိုကြီးတတီစီမှာရောက်နေတော့ကိုအေးဟုတ်တယ်ပေစီနဲ့ချက်တွေလဲကိုကြီးချစ်ဘူးတရင်ကိုလာပြောကြတာဗျာကိုချစ်ဘူးဟုတ်လားညောင်ပိုင်းကကိုချစ်ဘူးလားဘာဖြစ်လို့တော့ဟေးမင်းတို့ခုလာတာကိုချစ်ဘူးတရင်ပြောဖို့လာတာမဟုတ်လားကြောက်ခဲအာမဟုတ်ဘူးဗျရွာနောက်ပိုင်းကကိုသားစိန်အကြောင်းပြောမလို့လာတာအနောက်ပိုင်းကကိုသားစိန်ဆိုတာရောင်နှုံးကြီးနဲ့လူမို့လားတာရှင်ရဲ့အကိုလေအရင်ထမ်းနေပါလေတက်လိုက်သေးတယ်လေကွာဟုတ်တယ်ဟုတ်တယ် အဲ့လိုပြောတာထမ်းမတက်တော့တာကြာပြီဗျရောင်တော့မထုံးတာလည်းကြာပြီကျောက်တို့လိုပဲဘိုးကြီးညက်ထားတာဗျအေးဟုတ်တယ်ဟုတ်တယ်ငါသိတယ်ကြောက်ခဲအဲ့လိုနောက်ပိုင်းစီးပွားရေးတော်တော်ချောင်းလဲသွားပုံရတယ်ကွာရွာမှာတော့တိတ်မတွေ့ဘူးမြို့သွားသွားနေတာများတယ်နို့ကိုသားစိန်ကအခုဘာဖြစ်လို့ရောညကတကောင်လောက်မှအဲ့နေရာကနေထအော်လို့တဲ့ကဲကြပါအောင်ကဲကြပါအောင်ခွေးနဲ့ကြီးတွေကြုတ်ကိုကြိုက်တော့မယ်ကြုတ်ကြောက်တယ်ဗျ အတန်ကြီးတွေကိုကြောက်ကြောက်တယ်လောက်ကြပါအောင်ဆိုပြီးထောက်ော်တာတယ်ပြုတ်ဟင်နေမကောင်းဖြစ်နေတာလားဟာမဖြစ်ပါဘူးဗျအကောင်းကြီးပါမနေ့ကတော့ရွာဦးကျောင်းကရေတွင်းမှာရေသွားချိုးတာကြုံမြင်လိုက်တယ်ကြောက်ခဲရေဒါဆိုရင်တော့တော်တော်ကိုထူးဆန်းနေပြီဟေးပေစီနဲ့ချစ်တွေကပြောတာကမြောက်ပိုင်းကကိုချစ်ဖို့အကြောင်းမင်းနဲ့တံမရီလာပြောတာကနောက်ပိုင်းကကိုသားစင်အကြောင်းဖြစ်ပုံကလည်းတထက်တယ်ကွာဗျာတထက်တယ်ဟုတ်လားကိုကြီးတတေပေစီနဲ့ချစ်တွေကကြောက်ခဲတို့ထက်အသက်ငယ်တယ်ဗျာ ကြောက်ခဲပြောတာကိုကြားတော့ပေစည်းနဲ့ချစ်ထွေးတို့အံ့ဩပြီးပါဇက်တီတော်ဟလို့ဟေးဒါဘလို့ဖြစ်တာတော့ကွအတော့ကိုထူးဆန်းနေတာပါလားကျုပ်အဖကတော့အံ့ဩပြီးဝင်ပြောတာဗျကျုပ်တသက်တော့ဒါမျိုးတစ်ခါမှမကြားဘူးပါဘူးတော့အမကလည်းတော်တော်ကိုအံ့ဩပြီးပြောနေတာဗျနေပါဦးကြောက်ခဲရဲ့ဒီလူနှစ်ယောက်ဖြစ်ပုံကတူနေတာတော့ဟုတ်ပါပြီကိုချစ်ပုနဲ့ကိုသားစိန်ကရွာထဲမှာတွဲတော်တွဲတာလောက်တာငါဖြင့်တစ်ခါမှမတွေးမိပါဘူးကွာ ဲ့ဒီလိုတွဲတော့တွဲလာတော့ကြုံလဲတစ်ခါမှမမြင်ဘူးပါဘူးဗျာဒါပေမဲ့သူတို့နှစ်ယောက်တစ်ချိန်တည်းတစ်ပြိုင်တည်းမှာခွေးနဲ့ကြီးတွေကိုမြင်နေကြတာတော့တော်တော်ကိုထူးဆန်းတာပဲဗျကြုံတဲ့တံမလီကကိုချစ်ဖို့တဲ့ရင်ကိုလုံးဝကြားတာမဟုတ်ဘူးဗျရွာထဲမှာဒီတဲ့ရင်တွေပြတ်နေပြီလားကွကျုပ်ကမေးတော့ထနှောင်းကုန်းစုံတော့ကြောက်ခဲကခေါင်းခါပြတယ်ဗျဟာမပြတ်ပါဘူးဗျတိတော်မတိကြဘူးသူတို့ဝိုင်းချင်းကက်တွေပဲတိကြတာကိုကြီးတာတိစဉ်းစားကြည့်ဗျကျုပ်တို့ကအနောက်ပိုင်းကကိုသားစိန်တဲ့ရင်ပဲကြတာ ဒီကောင်နှကောင်ပေစီနဲ့ချက်ထွေးကကိုချစ်ဘူးကြောင်းမဲ့ကြတာဒီရောက်မှညကခွေးနဲ့ကြီးတွေကိုကြောက်ပြီးထောက်အောင်တာနှစ်ယောက်ဖြစ်နေမှသိရတာဒီတော့ဒီသတင်းတွေရွာထဲမပြတ်တာတေးကြတာပေါ့ဗျာအေးကွာကြောက်ခဲ့ရမင်းတွေးတာတော့ဟုတ်သားပဲကွာကျုပ်တို့အားလုံးငြိမ်ပြီးတွေးနေကြတယ်တမ်မဏိကနှမ်းရိုးတွေသွားယူပြီးမိထက်ထဲတယ်ညနဲ့လာတော့အေးကလည်းပူလာတာပေါ့ဗျာခဏနေတော့အဘနဲ့အမေအိမ်မော်တက်သွားရောပြူကျုပ်နဲ့ကောင်လေးတွေဝိုင်းထဲမှာကြံခဲ့တာလေး ဒီကိစ္စကိုကိုကြီးတာတေဘလို့ထင်တော့ကြောက်ခဲကကျုပ်ကိုမေးတယ်ဗျကျုပ်ခေါင်းခါပြလိုက်တယ်ငါလဲဒါမျိုးတော့တခါမှမကြဘူးကွာကြောက်ခဲကဒါပေမဲ့ငါသွားကြည့်မှာပါဟင်ကိုကြီးတာတေတကယ်ပြောတာလားကျုပ်တို့လည်းလိုက်မယ်ကြောက်ခဲကကျုပ်ဒီညသွားကြည့်မယ်ဆိုလို့ဝမ်းသာသွားတာဗျကဲပေစိနဲ့ချစ်ထွေးကအိမ်ပြန်တော့မင်းတို့ကငယ်သေးတယ်အခုဟာကဘာမှန်းသိတာမဟုတ်ဘူးကျုပ်စကားကိုနားထောင်နေဗျပေစိနဲ့ချစ်ထွေးကထပြန်သွားကြတယ်ကဲမင်းတို့ဒီကစောင့်နေ ငါအိမ်မော်ခဏတက်လိုက်အောင်မယ်။ကျုပ်ကဒီကောင်တွေကိုပြောပြီးအိမ်မော်တက်ခဲ့တယ်။မျက်ကွင်းစေးကွင်းနဲ့ကျုပ်ရဲ့ဆေးလွယ်ကိုဆလွယ်တိုင်းလွယ်တယ်။လဲမင်းမှာတော့တစ်ဆုံဆေးတော့အိတ်ကလေးဆွဲထားတယ်။ကျုပ်ဝိုင်းနေပြန်တော့ကြောက်ခဲတဲ့တမလီကမိဖို့ကိုတေးသေးချာချာနှိမ်ထားပြီးပြီဗျ။ဒီကောင်နှစ်ကောင်ကတော့လှုပ်အလိုက်တည်တဲ့ကောင်တွေပါဗျာ။အချိန်ကလည်းမနှဲတော့ဘူးဗျ။တကောင်ကြက်တောင်တွန်နေပြီ။ ကဲလာကြဟေးသွားစို့ခွေးတာတွေဘဲဟိုအရင်သွားမှာတော့ကိုချစ်ပုတို့မြောက်ပိုင်းကိုအရင်သွားမယ်ကွာကျုပ်စကားဆုံးတာနဲ့ကြောက်ခဲကရှေ့ကထွက်ရောပြူတမဏိကကျုံတော့ကားဗျကျုပ်က အသိဉာဏ်လာတဲ့သုံးနောက်ထိုးတမိကိုတမဏိစီကိုပေးလိုက်တယ်တမဏိကနောက်ဆုံးကနေမီးထိုးပြတာဗျရွာထဲမှာလူတွေအိတ်ကုန်ပြီဆိုတော့တမဏိကမီးကိုအောင်းနှိမ်ပြီးဝတ်ထိုးတာဗျကျုပ်တို့သုံးယောက်ကိုချစ်ပုတို့ဝိုင်းနှားရောက်တော့သူတို့ဝိုင်းရှိကမကြီးပင်ကြီးပေါ်ဘူး အตาလေးတက်ကြတယ်မကြီးပင်ကလူတစ်ဖက်သာသာရှိတာဗျဂိုင်းတွေကလည်းအတော်ကိုကြီးသားကျုပ်တို့၃ယောက်တကိုင်းကြီးတွေပေါ်ကနေအကြာနာထိုင်ပြီးမုတ်ဆိုးတွေလင့်စင်ပေါ်ကတားငောင်ဆောင်တို့စောင့်နေကြတာပေါ့ဗျာကျုပ်ပြင်စက်ကလေးတော်တုံသွားတယ်ဗျာကြောက်ခဲတဲ့တံမီးကတော့ ဘာမှမကြတော့ဘာမှလည်းမကြောက်ဘူးပေါ့ဗျာခွေးတန်ကြီးဗျာအတန်တလောက်ကြီးမှတော့အကောင်တွေလည်းဘယ်ငယ်လိတ်မတုံးဗျာဟာတွေ့ပြီပြို့တွေ့ပြီဟိုမှာဗျာကိုချစ်ဘူးတို့ဝိုင်းနေမှာဗျာဘလူကနေဘလူဒီဝိုင်းနေရောက်နေတာပါလေကျုံလဲတောင်းလျှောက်ကြည့်နေတာပါပဲဘလူမြကိုချစ်ဘူးတို့ဝိုင်းနေရောက်နေတာပါလေဗျာအမလီခေကြပါဦးခွေးနဲ့ကြီးတွေလာနေပြီဗျာ ကြောက်တယ်ကြောက်တယ်ဗျကိုချစ်ဘူးအတန်နဲ့ကြီးတဲ့អော်တဲ့အတန်ကြီးဗျာတကယ်ကိုចက်သိမ်းထစရာကြီးပါဗျာဟာခွေးနဲ့ကြီးကကိုချစ်ဘူးတို့အိမ်ကိုပတ်ပြီးရှောင်းနေကြတာဗျာအမလေးဗျာတကောင်းတကောင်းနေတဲ့အကောင်ကြီးတွေမှမဟုတ်တာဗျာနွားမနှံအရွယ်တော့ရှိတာဗျာသွားကြီးတွေဖြဲပြီးတကီးကြီးတကဲကဲနဲ့អော်နေတာဗျို့ကြည့်ရတာတော့ဒေါသတော်တော်ထွက်နေတဲ့ပုံပဲဗျမျိုးလုံးကြီးတွေဆိုတာ ရေရွေးတောက်တဲ့ပကံလောက်ရှိတာဗျို့။နီရဲပြီးမောင်ထဲမှာတော့အယောင်တွေတောက်နေတာဗျ။အားလုံးသုံးပေါင်ကျုပ်ဖြင့်စက်သိန်းတွေထားလိုက်တာဗျာ။ကြောက်ခဲတော့ကတော့ဘာမှမကြားဘာမှလည်းမမြင်တော့အေးအေးဆေးဆေးထိုင်နေကြတာဗောဗျ။အမလေးကြုတ်ကိုခဲကြပါဦးဗျာခွေးတွေကကြုတ်ကိုကိုက်တော့မယ်ဗျလုံကြပါဦးကိုချစ်ဘူးရဲ့အတန်တကြီးကအိမ်ထဲကအော်နေတာဗျကိုချစ်ဘူးတို့အိမ်ကအညာအိမ်ဆိုပေမဲ့ တထက်အိမ်ပြခြေလှမ်းရှင်အိမ်မဟုတ်ဘူးပြင်တော်သွမိုးပါပဲခွေးနဲ့ကြီးသုံးကောင်ကတော့ကိုချစ်ဘူးတို့အိမ်မက်လှဲ့ပြီးသွားကြီးတွေဖျဲပြီးမန်ဖီနေကြတာပြို့တကောင်ကြော်ပြီးတနားီလောက်တော့ရှိပြီဗျတုံလဲခွေးတွေကို မျက်ချင်မပြတ်ကြည်နေတာပြို့ဟာသွားပြီပြို့သွားပြီအိမ်ထဲကိုဝင်သွားပြီဗျအိမ်ရဲ့ပြင်တော်နေရန်ကြီးကိုတခါတည်းဖောက်ဝင်သွားကြတာဗျသူတို့အတွက်ဘာအတားအဆီးမှ မရှိသလိုပါပဲဗျာ အမလေးဗျအမလေးကြိုက်ကြပြီဗျအေးတဲ့ကကိုချစ်ဘူးရဲ့အော်တန်ကြီးဗျအတန်နဲ့ကြီးနေဗျကျုပ်တကောလုံးစက်သိန်းတွေထားယုံသွားတယ်မကပါဘူးဗျစပိနေတောင်ထောင်သွားတယ်ထင်ပါရဲ့ဗျဟဲ့ချစ်ဘူးချစ်ဘူးအမလေးလောက်ကြပါအောင်တော့ကျုံမောင်ချစ်ဘူးတေးရွာပြီတော့ဟာခုံထွက်လာပြီဗျစောစောကလိုပါပဲဗျပြင်းတော်နေရန်ကြီးကိုဖောက်ပြီးထွက်လာတာဗျဗစက်ကြီးထဲမှာကိုကြီးချစ်ဘူးကြီးပါသွားပြီဗျခွေးနဲ့ကြီးတကောင်က ခေါင်းမိုင်းကကြိုက်ပြီးနောက်တစ်ကောင်ကခြေထောက်ကကြိုက်သွားတာမျိုးကျန်တဲ့တစ်ကောင်ကနောက်ကလိုက်သွားတာဟာပြေးပြီမျိုးပြေးကြပြီမျိုးဟာဝိုင်းချန်စီအိုကြီးကိုခုံချောက်သွားပြီးလွှားကနေနေတာပါပဲဗျာရှင်းတစ်ကောင်ကကိုချစ်ပုကြီးကိုချီလျက်နဲ့ခုံနေတာဗျနောက်ကတစ်ကောင်ကတော့အလွတ်ခုံသွားတာဟာသွားပြီဗျသွားပြီပျောက်သွားပြီမျိုးအမောင်လေးကိုတိုးဝင်ပြီးခေါင်းကြီးတွေပျောက်သွားတာဗျဘေးကလေးရဲ့ဝိုင်းကလူတွေလဲအပြေးသွားရောက်လာကြတာပေါ့ဗျာအကြီး အကြီးကိုချစ်ဘူးဘာဖြစ်တော့နင့်အကိုကြီးဆုံးပြီဟဲ့ပူကြည်ရဲ့ကိုချစ်ဘူးရဲ့အမကြီးငိုတဲ့အတန်ကရွာမြောက်ပိုင်းတစ်ခုလုံးလွှမ်းမိုးသွားတာပေါ့ဗျာအိမ်ထဲကကျွတ်စီကျွတ်စီအတန်တွေကိုကြားနေရတာဗျဟဲ့ချစ်ဘူးကဘလို့ဖြစ်လို့ချင်းရင်တရန်သာရောက်နေတာတော့တခုခုကစွဲသွားတယ်လို့ပဲတော့ဒုံဒုံဒုံဆိုပြီးပါသွားတာဟောဒီကောင်းကနေအဲ့ဒီချင်းရင်တရန်အထိပဲအဲ့ဒီနားရောက်တော့မှအော်တယ်နဲ့ငြိမ်ပြီးအသက်ထွက်သွားတာတော့ ခွေးကြတယ်ဘာတွေးလိုက်တော့မြကိုချစ်ဘူးကြီးတော့ဆုံးသွားပြီတဲ့အေးဟုတ်တယ်ကြောက်ခဲရအိမ်ထဲမှာကိုချစ်ဘူးဆုံးသွားပြီမဲ့ကိုချစ်ဘူးတယောက်ကတော့ခွေးနဲ့ကြီးလေးရဲ့ပါဇက်ထဲမှာပါသွားလေရဲ့ဟင်ခွေးကြတယ်ခွေးနဲ့ကြီးလေးကိုတွေးရတယ်ဟုတ်လားတစ်ချိန်လုံးငြိမ်နေတဲ့တံမဏိကမေးတာဗျအေးဟုတ်တယ်တံမဏိငါတွေ့တယ်ခွေးနဲ့ကြီးသုံးကောင်းกว่าနွားမနှံအရွယ်လောက်ရှိရဲ့ဟာဟုတ်လားကိုဣတတေတံမဏိကအန်အော်ပြီးကြုတ်ကိုမေးတယ်ဗျနေပါဦးကိုဣတတေရဲ့ ခွေးကြတဲ့စောစောကပြောတော့ကိုချစ်ဘူးကအိမ်ထဲမှာတည်သွားပင်မဲ့ကိုချစ်ဘူးတယောက်ကိုခွေးနဲ့ကြီးတွေကခြိသွားတယ်ဆိုတာဘာလို့ပြောတာတော့ဘုံပြငါမျက်စိနဲ့တည်တည်ချာချာကိုမြင်လိုက်ရတာကွကြောက်ခဲရခွေးနဲ့ကြီးတကောင်ကကိုချစ်ဘူးကိုခေါင်းပိုင်းကနေခြိပြီးနောက်တကောင်ကခြေထောက်ကခြိပြီးဝိုင်းစည်းရုပ်ကိုကြော်ပြီးထွက်သွားကြတာဟမ်ဘလို့ဖြစ်လို့ကိုချစ်ဘူးကနှစ်ယောက်ဖြစ်နေတာတော့ကိုကြီးတတရအာကြောက်ခဲကလည်းခွေးပစက်မှာပါသွားတာက ကိုချစ်ပူရဲ့ဝိညာဉ်ဖြစ်မှာပေါ့ကွာ။အော်ဒီလိုလား။ကြောက်စရာကြီးပါလားကိုကြီးတာတွေရာဘလို့ကြောင့်ဒီလိုဖြစ်ရတာရောဗျာ။အဲ့ဒါတော့ငါလည်းမသိဘူးလေကွာ။ကဲလာကြ။လူတွေများမလားခင်။တို့အစ်မမေါ်ကပြန်ဆင်းရအောင်ဟေ့။ပြီးရင်အနောက်ပိုင်းကကိုသားစိန်တို့ဝိုင်းအခြေအနေကိုတွားကြည့်အောင်။အာသူဘအိမ်ဖြစ်သွားတဲ့ကိုချစ်ပူတို့အိမ်ကိုလူတွေများများရောက်မလာခင်မှာကျုပ်တို့၃ယောက်အစ်မမေါ်ကဆင်းခဲ့ကြတယ်။ရွာနောက်ပိုင်းကကိုသားစိန်တို့အိမ်ဝိုင်းကိုရောက်တော့ ခွေးကြီးရောက်နေပြီဟေးဟင်ဟုတ်လားခွေးတားလေကျုပ်ပြင်ဘာမှမကြားပါလားဗျာဟုတ်တာဗောတောက်ခဲရငါကမျက်ကွင်းစိတ်ကွင်းထားတာကိုကမျက်ကွင်းစိတ်ကနာအကြားကိုပါပွင့်စေတယ်ကွလာကြဟေးဟိုရှစ်ကတည့်ရပင်ကြီးပေါ်ကနေတက်ကြည့်အောင်တည့်ရပင်ကြီးကအကြီးကြီးပဲဗျကိုသားစိန်တို့ဝိုင်းကိုအပေါ်စီကနေကောင်းကောင်းမြင်ရတယ်ဗျကျုပ်တို့တည့်ရပင်ကြီးပေါ်ရောက်ပြီးနေရာယူလိုက်တဲ့အချိန်မှာတံမရိကကျုပ်ကိုမေးရယ်ခွေးတားလေကိုသားစိန်တို့ဝိုင်းကိုဘလို့တိရတော့ဗျ ဟာတမရိယခွေးတိုင်တွေကြားနေရမှာတော့ကိုသားစိန်တို့ဝိုင်းကိုရှာဖို့ခံအောင်မလားကွာ။ဩဟုတ်သားပဲဗျ။ဟာခွေးတွေဟေ့ကိုချစ်ဘူးကိုခြိသွားတဲ့ခွေးထက်တောင်ကြီးနေပါလားကွာ။ဟာအိမ်ဝိုင်းပတ်ပြီးမန်ဖီနေတာဟေ့။ဟေးဟုတ်လားကိုကြီးတာကြုတ်တေးသေးချာချာကြည့်တယ်။ခွေးတွေတုံးအောင်ပဲဗျ။မျက်လုံးနီနီကြီးတွေနဲ့ခွေးနဲ့ကြီးတွေပဲဗျ။နော်မနန်းတာတာလောက်ရှိတာဗျ။မြင်ရတာနဲ့နေစက်သေးတွေတစ်ဖြည်းဖြည်းထမ်းမိတာပေါ့ဗျာ။ အမလီကဲကြပါအောင်ဗျာကျောင်းလာကြီးရဲ့အမေကျုပ်ကိုကဲပါအောင်အမေရဲ့အမလီပူလိုက်တာဗျာကျုပ်ကိုမီးတွေလောင်နေတာလားဗျာကြီးကြပါအောင်ဒါတာစိန်ရဲ့အတံပဲဗျာတာစိန်သတိထားလေမင်းဘာဖြစ်လို့တော့ခွင်းနဲ့ကြီးတွေဗျာခွင်းနဲ့ကြီးတွေကျုပ်ကိုကိုက်တတ်တော့မှာဗျာလာနေကြပြီဟာမဟုတ်တော့ကွာဒီမှာမင်းမအီထွန်းဆောင်ငါတို့ရောရှိနေတာမင်းဘဲကခွင်းနဲ့ကလာမတော့တာစိန်ရဲ့ယောက်ျားကြီးတယောက်ပြောလိုက်တဲ့အတံဗျာ ဘသူတို့တော့ကြုံမသိဘူးခွေးနဲ့ကြီးသုံးကောင်ကအိမ်ကိုလှည့်ပတ်ပြီးမန်ဖီနေရာကနေတုံငနေရက်သွားကြတယ်ပြီးတော့အိမ်ရဲ့ပြင်ထောင်နေရန်ကြီးကိုစိုက်ကြည့်နေကြတယ်ဟောခုံပြီဗျို့ခုံပြီခုံဝင်သွားပြီကိုချစ်ဘူးတို့အိမ်တုန်းကလိုပဲဗျဘာအတားစီးမှမရှိသလိုခုံဝင်သွားတာဟာဗျအာလုံပါအောင်ချုပ်ကိုခွေးကြီးတွေလိုက်ကိုက်ကုန်ကြပြီဗျအာကိုသားစင်အွန်လိုက်တဲ့အာဆိုတဲ့အတန်တကြီးကအိမ်ခေါင်မိုးကိုဖောက်ဝင်လာတာဗျဟာ ဘလို့ဖြစ်လို့ရောဟထွန်းစံဆွဲထားစံဆွဲထားစံဟာညိန်သွားပြီဟာအသက်မရှိတော့ဘူးထင်တယ်ဟာခွေးနဲ့ကြီးတော့ကောင်အိမ်ထဲကနေခုံထွက်လာပြီယူရှေ့ကနှကောင်မှာတကောင်ကကိုတာစရဲ့ခေါင်းပိုင်းကိုငုံခဲထားတာဗျနောက်တကောင်ကခြေထောက်ပိုင်းကိုကိုက်ချီထားတယ်နောက်တကောင်ကနောက်ကရှံပြီးလိုက်လာတာဗျို့ဟောခုံပြီ ခုံပြီချန်စီရောအမြင့်ကြီးကိုကြော်ပြီးခုံထွက်သွားပြီ အမောင်လေးကိုတိုးဝင်သွားပြီးခွေးကြီးပျောက်သွားပြီဗျို့ ခွေးတာတွေဘလို့တော့ကိုသားစိန်ကြီးအော်တယ်တော့ပျောက်သွားပြီဗျတေသွားပြီထင်တယ်ကြောက်ခဲကကြောက်ကုန်မိတယ်ကိုထုံးစံကဆွဲလို့ပါဆိုဗျာဟာကိုပြားနေဘင်းနဲ့ဆွဲမှာတော့ဗျဟိုခေါင်းရင်းကနေခြေရင်းထရန်ထိတရွတ်တိုက်ဆွဲသွားတာตาစိန်တဒုံဒုံနဲ့ပါသွားတာခမရတော့အမြင်ပဲလေဘင်းနဲ့လို့ဆွဲလို့ရမှာတော့ဗျအင်းဒါတော့လေဟုတ်တယ်ဗျထရန်ခံနေလို့မဟုတ်ရင်ဘယ်အထိပါသွားမလဲမပြောရဘူးတို့ဘာခေါင်းကဆွဲသွားတာရောဗျ မတည်ဘူးလေဗျာကျုပ်တို့တော့ဘာမှလည်းမမြင်ဘာမှလည်းကြားရမှာမဟုတ်တာတာစိန်ပြောတဲ့ခွေးနဲ့ကြီးတွေလာမှမသိတာလူကြီးတွေတရားတော့ပြောနေတဲ့အတန်ကအမောင်လေးကိုတိုးထွက်လာတာဗျကိုကြီးတားလေကိုတာစိန်ကြီးကိုလည်းခွေးကြီးတွေခြိတော့တာပဲလားဗျအေးဟုတ်တယ်ကွာကြောက်ခဲရခေါင်းကတကောင်ခြေတက်ကတကောင်ပါဇက်ကြီးတွေကနေကြိုက်ပြီးခြံစည်းကိုခုံထွက်သွားတာနောက်တကောင်ကနောက်ကလိုက်သွားတယ်ဒါလေကိုတာစိန်ရဲ့ဝင်းညင်ကိုခြိသွားတာနဲ့တူတယ်နော်ကိုကြီးတားတေဟုတ်တာပေါ့ကွာကြောက်ခဲရ ဒီတညထဲမှာနင်းဒိုးရွာသားနှစ်ယောက်ကိုခွေးနဲ့ကြီးတွေခြီသွားတာကွာတတော့ကိုထူဆန်းပြီးတတော့ကိုစိတ်မကောင်းစရာကောင်းတဲ့အဖြစ်ပြက်ပါပဲကွာကြောက်ခဲနဲ့တံမဏိကို အိမ်ပြန်လိုက်ဖို့ပြီးကျုပ်အိမ်ပြန်ရောက်တော့မနဲ့၃နိုင်တောင်ထိုးပြီဗျကျုပ်လည်းအိမ်လို့မပြောတော့ပါဘူးအိမ်ရှိကတက်သားတန်းရားလေးမှာထိုင်ပြီးငကားစေးဘောလေးတစ်လေးကိုမင်းကြီးလိုက်တယ်စေးဘောလေးကလေးတစ်လေးဖွာရင်းနဲ့ဒီညကျုပ်မြင်ကြရတဲ့အဖြစ်ပြက်တွေကိုပြန်ပြီးစဉ်းစားနေတာပေါ့ဗျာဒါဘာဖြစ်တာရော မနှက်မိုးလင်းတော့ဒီသတင်းကတရွာလုံးပြက်ပြီပေါ့ဗျာဒီတော့မှညကထဏောင်းကုန်းရွာသားနှစ်ယောက်ထူးထူးဆန်းဆန်းတည်သွားတဲ့ကိစ္စကတရွာလုံးကို၆ချသွားတော့တာပေါ့ဗျာဒါပေမဲ့ကျုံတဲ့ကောင်းလင်းနှစ်ယောက်ညကတိတ်တိတ်ကလေးသွားကြည့်ခဲ့တာကိုတော့ဘသူမှသိပုံမရဘူးဗျတော်သေးတာပေါ့ဗျာနောက်တည်တဲ့မသားအရင်ချဆိုတဲ့ထုံးစံတိုင်းကိုသားစင်ရဲ့အတုပါကို အရင်တကြိုကြတယ်ကိုချစ်ဖူးရဲ့အတုပါကိုတော့နောက်မှတကြိုရတာပေါ့လေ သူကအရင်သေးတာကိုသူတို့နှစ်ယောက်ရက်လေတဲ့နေ့ကတည့်ရက်သေးဗျကျုပ်တော့သူတို့ရက်လေတွေကိုမရောက်လိုက်ပါဘူးဗျကိုချစ်ပုနဲ့ကိုသားစင်တို့နှစ်ယောက်ရက်လေပြီးနောက်တနေ့မှာဗျဝိုင်းနေမှာကျုပ်နှွားစာဆင်းနေတုန်းလीကိုကြီးတတေဟေးလာလေးကြောက်ခဲငါဒီမားကနှွားစာဆင်းနေလို့ဟေ့ကြောက်ခဲတယောက်သေးဗျဆင်းကုန်နာမှာလာရက်တယ်မင်းဘဲကလာတာတော့ကြောက်ခဲဒီကိုလာတာဗျအေးတော့ပေါ်ပြန်ပြီကိုကြီးတတေဟေး ဘာဖြစ်လို့တော့ညကအရှိပိုင်းကကိုညို့ပုလဲအော်ပြန်ပြီးတယ်ဗျ။ဟေးကိုညို့ပုတို့ကဟိုအကိရက်ဒီဘာတွေထိုးတဲ့ကိုညို့ပုလား။ဟုတ်တယ်ဗျ။အဲ့ဒီကိုညို့ပုကိုပြောတာ။ဟင်ဘာတွေအော်ပြန်တာတော့ကြောက်ခဲရ။ကိုချစ်ပုတို့ကိုသားစိန်တို့အော်တယ်လို့ပဲဗျ။ခွေးတွေကိုကြောက်တယ်။ခွေးတွေကိုကြောက်တယ်လို့ထားတာအော်နေတာပဲဗျ။လူကလည်းမျိုးလုံးကြီးပြူပြီးကြောင်တောင်တောင်ဖြစ်နေတယ်ဆိုပဲ။ဟာဖြစ်ပြန်ပြီလားကွာ။တို့ရတော့ဒုက္ခပါပဲ။ ဘာတွေဖြစ်နေတာတော့ကြောက်ခဲရာဟုတ်တယ်ကိုကြီးတရေရွာထဲမှာလူတွေလဲတော်တော်ကိုလှမ်းနေကြပြီဗျအေးပေါ့ကွာလှမ်းမယ်ဆိုလဲလှမ်းစရာပေါ့မဖြစ်သေးပါဘူးငါတခုခုတော့လုံတော့မှထင်းနေလုံဆမ်းမကိုကြီးတရေခိုင်းစရာရှိနေကြုတ်ကိုခိုင်းများဘာပဲဖြစ်ဖြစ်ကြုတ်လို့ပေးမယ်ညမိုးမချုပ်ခင်မီးလောင်ကောင်ကနောက်ဝင်တဲ့တော်တော်ကိုတွားခေါ်ကွာကျန်တာတွေငါလုံမယ်စိတ်ချကြုတ်တွားခေါ်မယ်ကိုကြီးခိုင်းစရာရှိတာခိုင်းဖို့ကြုတ်တံမဏိကိုလွှတ်လိုက်မယ် တံမဏိပြန်သွားတော့ကျုပ်လဲလှုပ်เสียရှိတာလှုပ်ရတာပေါ့ဗျာတံမဏိကိုချက်တကောင်ဝယ်ခိုင်းပြီးချက်ရတယ်ထမင်းလဲဆန်တစ်ခွက်ချက်လိုက်တယ်ညနေဆောင်တော့ကျုပ်ထမင်းအောင်ပြင်ပြီးပြီဗျကြောက်ခဲလဲဒေါ်တုတ်ကိုခေါ်ပြီးပြန်ရောက်လာတယ်ကဲဒေါ်တုတ်ကြီးမလှုပ်လို့တော့မဖြစ်ဘူးဗျာဒီညထနောင်းကုန်တင်းနိုင်သွားပြီးမဖဲဝါကိုပြင်ရတော့မှာပဲဗျို့ဒေါ်တုတ်ကလည်းကျုပ်ကိုကူညီနေကြဆိုတော့ ခေါင်းငိတ်ပြလိုက်တာပေါ့ကျုပ်တို့တင်ညိုင်းနဲ့ရောက်တော့ည၈နာရီကျော်ပြီဗျကျုပ်ကခါတိုင်းလိုပေါ့ဗျာဂူကြီးတလုံးပေါ်မှာမဖဲဝါအတွက်စားပွဲတောက်ပွဲပြင်လိုက်တယ်ဒေါ်တုတ်ကဂူရှိကမြက်ခင်းကလေးမှာကျုံညုံကလေးထိုင်ပြီးသပင်ကိုဖြေချလိုက်တယ်တင်ညိုင်းရှင်မကြီးမဖဲဝါကိုစားပွဲတောက်ပွဲများနဲ့ကြိုပါတယ်မြန်မကြာလန်းကကြွခဲ့ပါခင်ဗျာကျုပ်သုံးညိတ်ပြင်လိုက်တော့ ဟောမဖဲဝါရဲ့ခွေးတန်ကြီးကတော့ကြားရပြီဗျခွေးဥတန်ကြီးကတဖြည်းဖြည်းနီးနီးလာတယ်ဗျဟောလာပြီဗျမဖဲဝါကြီးလာပြီ အုတ်ကူတွေပေါ့တထွာလောက်အမြင့်ကနေရိတ်ခနဲ့ရိတ်ခနဲ့ရွေးလာတာဗျအရက်ကြီးကဆယ်ပေကျော်လောက်ရှိမှာဗျတော်တုတ်စီကိုတန်းရွေသွားပြီးဖြက်ခနဲ့ပျောက်သွားတာဗျဟောတော်တုတ်လက်ကြီးတွေမြောက်တက်လာပြီးကိုေးကောက်နေပြီဗျို့ ပါဇက်ကလည်းတဟီဟီနဲ့អော်နေတယ်။ចုပ်ပြင်ထားတဲ့ធ្មင်းမွဲကိုတစ်ချက်ငုံးကြည့်ပြီးမတ်တက်ထားရတယ်။ဟာခုံပြီဗျခုံလိုက်ပြီ။လွှားငနဲ့ခုံပြီးဂူကြီးဘော်ကိုတက်သွားတာဗျ။ဒေါ်တုတ်ကြီးလေထဲမှာပြန်သွားသလားလို့တောင်ထင်ရတာ။ဟောဂူဘော်မှာသပင်ဖားရကြီးနဲ့ဒူးကြီးတွေထောင်ပြီးစားပြီဗျ။ကြက်ရိုးတော်မချမ်းပဲဝါးစားတော့တာပါပဲဗျ။ဆိုင်နဲ့မဖဲဝါက ကျုပ်ကိုလှမ်းကြည့်တယ်။မဖဲဝါကျုပ်တို့ထဏောင်းကုန်းမှာတညတဲ့လူနှစ်ယောက်ရှေ့စဉ်နောက်စဉ်ထေသွားကြတယ်။ ်ခွေးနဲ့ကြီးသုံးကောင်ဝင်ပြီးခြိသွားတယ်ဗျကြုံမြင်လိုက်တယ်ဒါတေးချစ်ပုနဲ့တာစိန်မို့လို့လားအဲ့ဒီကောင်နှစ်ကောင်ပေါင်းပြီးဖျားရွှေတွေလိုက်ခွာနေတာတာစိန်ကထန်းတက်သမားဆိုတော့အမြင့်တက်တာကျွမ်းကျင်တယ်ချစ်ပုကပြားဖျောင်းနဲ့ပုတ်ပြီး ရွှေခွာတဲ့နီးကိုတိရယ်ခွာလို့ရတဲ့ရွှေတွေကိုအကြီးရဆရာညို့ပုဖိုးထိုးပြီးရွှေထုတ်ပေးတယ်အဲ့ဒါငရဲခွေးတွေဟဲ့ငရဲခွေးတွေအဲ့ကောင်တွေကငရဲကခွေးတွေတက်ဆွဲသွားတာဟာအခုဒီကိစ္စပဲဗျမဖဲဝါရဲ့ ကိုညိုပုကြီးလည်းအော်နေပြီဗျကိုညိုပုကဖျားရွှေတွေခိုးလာမှမသိလို့လှုပ်ပေးတာဟိုနှစ်ကသူ့ကိုညာပြောပြီးလှုပ်ခိုင်းတာညိုပုကလည်းအဂရိယထိုးဖို့မီးလွေးဖို့ရလို့လှုပ်ပေးတာသူ့ကိုလည်းငရဲခွေးတွေဆွဲသွားမှာပဲလားဗျညိုပုကတော့တားလို့ရတယ်သူကအာဟုသို့တိတ်မကြီးတဲ့အတွက်ဒီညတညလုံးသူ့ကိုဝိုင်းပြီးပရိတ်ရွတ်ထားရင်ငရဲခွေးကြီးတွေကပြန်သွားလိုက်မယ်ဟာဟုတ်လားဒါဆိုရင်ကြောက်စီစဉ်လိုက်ပါမယ်ဗျာစကားလဲဆုံးမဖဲဝါလဲစားတော့လို့ပြီးရောဗျာ မဖဲဝပြန်ကြွသွားတယ်။သူ့ခွေးကြီးရဲ့ဦးသံတဖြည်းဖြည်းဝေးသွားတော့မှ ကျုပ်တို့လည်းတင်းကြိုင်တွေကနေပြန်ထွက်လာခဲ့ကြတယ်။ကျုပ်ရဲ့ကြောက်ခဲရဲ့တန်မဏိရဲ့ကိုညိုပုတို့အိမ်ကိုသွားပြီးသူ့အိမ်သားတွေကိုအကျိုးအကြောင်းပြောပြရတယ်။ပြည်တာနဲ့အချိန်မဆိုင်မဲဆရာတော်တွေကိုညာရင်းချင်းပင့်ရတာပေါ့ဗျာရွာဦးเจ้าကတန်ဃာအကုံရွာလေเจ้าကတန်ဃာအကုံကြွလာပြီးကိုညိုပုကိုအလဲမှာထားပရိတ်ရွတ်ကြတော့တာပေါ့ဗျာ ကိုညိုပုကတော့မျက်လုံးကြီးတွေအပြူးသားနဲ့ဟိုကြည့်ဒီကြည့်လုံနေတာအဗျကျုံနဲ့ကြောက်ခွေးတို့နှစ်ယောက်ကတော့ဝိုင်းရှိကမကြီးပင်ပေါ်ကနေတက်ကြည့်ရတာပေါ့ဗျာဟောခွေးတုံးတော့ရောက်လာပြီဗျအမလီကြောက်တယ်ဗျကြောက်တယ်ခွေးကြီးတွေရောက်နေပြီဗျကိုညိုပူကြီးអော်တဲ့အတန်ကြီးကကြောက်စရာကြီးပါဗျာတန်ဃာတွေကလည်းကိုချစ်ပူတို့ကိုသားစိန်တို့တေပုံတေနီးကိုတီထားကြတာဆိုတော့ကိုညိုပူကြီးអော်လေးပရိတ်တွေကိုဖိရွတ်လေပေါ့ဗျာ အတန်ကိုမပြတ်အောင်ရွတ်တော့တာပေါ့ဗျာအစွေကြီးဒီအဖွေးသားနဲ့မဖဲဝါပြောတဲ့ငရဲခွေးကြီးသုံးကောင်ကတော့ဝိုင်းထဲမှာပတ်ပြီးသွားနေကြတာမျိုးဟော့တဖြည်းဖြည်းနဲ့နောက်ဆုတ်သွားပြီဗျအိမ်နားကိုတိတ်မကတ်တော့ဘူးမျိုးအိမ်ထဲကပရိတ်တွေရွတ်ဖက်တရဲစင်နေတဲ့ဆရာတော်တန်ဃာတော်တွေရဲ့အတန်ကလည်းတကယ့်ကိုကြည်ညိုဖို့ကောင်းပါလေဗျာငရဲခွေးကြီးကမန်တော့တဖြည်းဖြည်းပဲဗျဒါပေမဲ့အိမ်နားတော့တိတ်မကတ်တော့ဘူးည၈နာရီကျော်လာပြီဗျာ ကျုပ်သေးသေးချာချာကြည့်တော့ခွေးသုံးကောင်ငြိမ်သွားပြီးရက်နေကြတယ်ဗျ။တိတ်တောင်မလှုပ်တော့ဘူးဗျ။ဟာလှဲ့ထွက်သွားပြီဗျ။ဟောပြေးပြီဗျပြေးပြီ။ဟာခုံကြော်ပြီဗျ။ခြံစည်းရုပ်အမြင့်ကြီးကိုကြော်ပြီး ခုံထွက်သွားပြီ။သုံးကောင်စလုံးရှေ့စင်နောက်စင်ပဲဗျ။ငရဲခွေးတွေက အမှောင်တူကြီးတဲ့ကိုတိုးဝင်ပြီးပျောက်သွားပြီဗျ။အချိန်စီသွားပြီထင်ပါရဲ့ဗျ။ကိုညိုပုရဲ့အာဟုတုကံကတိတ်မကြီးလို့ကယ်လိုက်နိုင်တာထင်ပါရဲ့ဗျ။ တန်ဃာတွေကတော့ရွတ်တုံးပဲဗျတညလုံးမချိန်ကြရရှာပါဘူးမနဲ့အာယုံတက်တော့မှာပဲပရိတ်တော်တွေရွတ်တာရက်လိုက်ကြတော့တယ်ယွာတွေကလူတွေစွန့်ညိုက်နေယူလာပြီးတန်ဃာတော်တွေကိုစွန့်ကက်လိုက်ကြတာဗျတကယ့်ကိုကြည်နူးစရာပါကျုပ်စီကတော့ဥက္ကုဏကကျုပ်ကို မသိမသာခေါ်ပြီးမေးတယ်ဗျဒါဒီဘလို့တော့ငရဲခွေးတွေည၈နာရီကျော်မှအားလုံးပြန်ပြေးသွားပါပြီဗျာအေးဟုတ်လားဒါဆိုရင်ဒီတခါညို့ဖို့လွတ်သွားပြီပေါ့ဟုတ်လား ငရဲခွေးတွေဆွဲတာမခံရတော့ဘူးဗောတာတီမှန်ပါတယ်ဗျာအရှင်ဘုရားတို့ရဲ့မြစ်တာတော်ကြောင့်ကိုညိုပုငရဲခွေးတွေအဆွဲမခံရတော့တာပါဗျာနို့တာတီဒါတွေကိုမင်းဘသူပြောတာတော့ဟုတ်ကွယ်ရွာဦးเจ้าဆရာတော်ကြီးကအကျုပ်ကိုမေးရောဗျာမှန်လားပါဗျာမဖဲဝါပြောတာပါဗျာဟေးမဖဲဝါဟုတ်လားဆရာတော်ကမျက်လုံးပြူပြီးကျုပ်ကိုကြည့်နေတာဗျာကျုပ်ဆရာတော်ဥက္ကနာကိုဝင်ပြီးရှောက်တယ်ဟုတ်တယ်ဆရာတော်တာတီနဲ့မဖဲဝါနဲ့ကအဆက်ဆက်ရှိကြတယ်ဗျာ ဒီเจ้าကိုတပည့်တော်သိပါတယ်ဗျာ။ဩဩဒီလိုကိုရောင်းเจ้าဆရာတော်ကြီးကမိတ်လိုက်ပြီးခေါင်းလေးတညိမ့်ညိမ့်လုံနေတာပေါ့ဗျာ။ကျုပ်လည်းဆရာတော်ကြီးအားလုံးပြန်ကြွသွားတော့မှာပဲ။အိမ်ပြန်ခဲ့တာပါ။ကြောက်ခဲတဲ့တမ်းမီလည်းကျုပ်ဘေးကကပ်ပြီးပါလာတာပေါ့ဗျာ။